လာပါခင်ဗျာဓမ္မဂလိုဘယ်နယူးဟက်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ Great Dynamic မှာစူဇန်နာဂျာပါဆောင်းနဲ့ရေးသားထားတဲ့မြမပြည်တွင်းစစ်ကအဓိကကစားသမားရခိုင်တပ်တော် AA ဆိုတဲ့စာအုပ်ကို ဗားရပြန်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်တပ်တော် AA ဟာမြမအေးမှအဓိကတရုတ်ဆောင်ဖြစ်လာပြီးဖြစ်ပါတယ်။2009ခုနှစ်မှာရခိုင်တိုင်းဒေသအနေငယ်နဲ့စတင်တည်ထောင်ခဲ့တဲ့ AA ဟာအခုဆိုအင်အားကြီးစစ်ရေးနဲ့နိုင်ငံရေးအင်အားစုတစ်ခုဖြစ်လာခဲ့ပါပြီ။ AA ရဲ့အဓိကရည်မှန်းချက်ကရခိုင်ပြည်နယ်ကိုကိုပိုင်အုပ်ချုပ်ခွင့်နိုင်ငံအနေနဲ့တည်ထောင်ဖို့ပဲဖြစ်ပါတယ်။ AA ဟာရခိုင်ပြည်နယ်အတွင်းမှာဩဇာရလာပြီးအုပ်ချုပ်ရေးဆိုင်ရာထိန်းချုပ်မှုအခြားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့မဟာမိတ်ဖွဲ့ချင်း စစ်ရေးစွမ်းရည်တိုးချက်ခြင်းစတာတွေလှုပ်ဆောင်ခဲ့ပါတယ်2024 2025ကြာတက်တော်ရဲ့နိုင်မြေအောင်မြင်မှုတွေကြောင့်ဒီဖက်တိုပြည်နယ်တစ်ခု အတွင်ကူးပြောင်းနိုင်ခြင်းအစကိုရောက်ရှိလာပြီဖြစ်ပါတယ်ဒါပေမဲ့ဒီအတွင်ကူးပြောင်းမှုကရိုဟင်ဂျာတွေပေါ်လူခွင့်ရေးချိုးဖောက်နေတယ်လို့ဆွဆွဲမှုအပြင်နိုင်ငံရေးစီးပွားရေးဆိုင်ရာပြဿနာစိန်ခေါ်မှုတွေကိုရင်ဆိုင်နေရပါတယ်အဓိကအချက်အနေနဲ့စစ်ဆိုးရွားက2024ခုနှစ်စက်တင်ဘာလမှာ ရခိုင်တပ်တော် AA ကိုအကြမ်းဖက်အဖွဲ့အစည်းအနေနဲ့တတ်မှတ်ခဲ့ပါတယ်1948ခုနှစ်မှာမြန်မာနိုင်ငံဟာလွတ်လပ်ရေးရရှိပြီးကတည်းကတပုံအဖွဲ့တွေနဲ့လူမျိုးစု ခြေပြုပြည်သူ့စစ်အဖွဲ့တွေရဲ့ဗဟိုချမ်းမတစ်ခုဖြစ်လာခဲ့ပါတယ်1962ခုနှစ်စစ်အာဏာရှင်စနစ်အောက်မှာရခိုင်လူမျိုးတွေရဲ့ခွဲထွက်ရေးစိတ်ဝိညာဉ်တွေပေါ်ပေါက်လာခဲ့ပါတယ်ဒါကြောင့်ပဲရခိုင်လွတ်မြောက်ရေးပါတီနဲ့ရခိုင်လွတ်လပ်ရေးတပ်မတော်စတဲ့ ကိုပိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့အစည်းကိုတည်ထောင်ခဲ့ကြပါတယ်။၂009ခုနှစ်ဧပြီလ10ရက်နေ့မှာရခိုင်မျိုးချစ်လူငယ်အုပ်စုကရခိုင်တပ်တော် AA ကိုထူထောင်ခဲ့ပါတယ်။ AA မှာမူလအစကလူဦးရေ28ဦးသာပါဝင်ခဲ့ပါတယ်။ထူခြားချက်ကတော့ AA ဟာမြန်မာနိုင်ငံမြောက်ပိုင်းကချင်ပြည်နယ်မှာအခြေစိုက်ခဲ့ပြီးအတွေ့အကြုံရင်တော်လန်ရေးအဖွဲ့ကချင်လွတ်လပ်ရေးတပ်မတော် KIAC မှာစစ်ပညာလက်ကျင့်မှုတွေတင်ယူခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာ AA ဟာ2014ခုနှစ်လောက်မှာ ရခိုင်ပြည်နယ်ကိုပြောင်းရွှေ့ခဲ့ပြီးစစ်တားအင်အား1500ခန့်ရှိခဲ့ပြီးဖြစ်ပါတယ်။2016ခုနှစ်ဇန်နဝါရီလမှာရခိုင်တပ်တော်ရဲ့နိုင်ငံရေးကိုစားပြုမှုအတွက်ရခိုင်မျိုးသားအဖွဲ့ချုပ် ULA လို့ခေါ်တဲ့နိုင်ငံရေးပါတီတစ်ခုကိုတည်ထောင်ခဲ့ပါတယ်။2015ခုနှစ်ကနေ2020ခုနှစ်တွင် EE နဲ့အရတားအစိုးရကြားဆက်လက်တိုက်ပွဲဖြစ်ပွားခဲ့ပြီးလူအများများအိုးအိမ်ဆုတ်ခွာထွက်ပြေးခဲ့ရပါတယ်။2020ခုနှစ်ကနေ2022ခုနှစ်ဇူလိုင်လအထိ အပြစ်ခတ်ရက်စရေးသဘောတူညီခဲ့ပေမဲ့စစ်အာဏာတင်ပြီးနောက်ပိုင်း2022ခုနှစ်နိုဝင်ဘာလအထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။နောက်အပြစ်ခတ်ရက်စရေးကတော့2023ခုနှစ်အောက်တိုဘာလအထိသာတည်မြဲခဲ့ပါတယ်။2024ခုနှစ်တွင် EA ကရခိုင်ပြည်နယ်ရဲ့နယ်မြေအများစုကိုထိန်းချုပ်နိုင်ခဲ့ပါတယ်။2025ခုနှစ်မှာအင်းကြီးပြည်နယ်တွေရဲ့နယ်မြေအချို့ကိုပါတင်လာနိုင်ပြီဖြစ်ပါတယ်။မြန်မာစစ်အစိုးရကအခြားလူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ EA ကို 2024ခုနှစ်စက်တင်ဘာလ၂ရက်နေ့မှာအကြမ်းဖက်အဖွဲ့အစည်းဖြစ်တက်မှတ်ခဲ့ပါတယ်။စတင်တီထောင်ကလေးက AA ဟာအမျိုးသားရေးဝါဒပေါ်အခြေခံလှုပ်ရှားခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှဒီအမျိုးသားရေးဝါဒကပြောင်းလဲလာခဲ့ပါတယ်။အစပိုင်းမှာ AA ဟာရခိုင်မျိုးသားရေးဝါဒကိုအခြေခံခဲ့ပြီး2024ခုနှစ်ခန့်မှာစစ်ဦးစီးချုပ်ထွန်မြတ်နိုင်ကရခိတလမ်းစဉ်အတွေးခေါ်ကိုလိုက်နာခဲ့ပါတယ်။ဒီလမ်းစဉ်ဟာ ရခိုင်ဘရင်နိုင်ငံတော်ရဲ့တမိုင်းကိုအခြေခံတဲ့နိုင်ငံရေးတွေးခေါ်ဖြစ်ပါတယ်။အေအေဟာရေရှည်ပြူဟာကိုတီထောင်ဖို့အရခအိမ်မက်2020လှုပ်ရှားမှုကိုစတင်ခဲ့ပါတယ်။ဒါကြောင့်အေအေဟာမြန်မာပြည်တော်စုစနစ်နဲ့လုံးဝလွတ်လပ်တဲ့ရခိုင်ပြည်နယ်ကို တောင်းဆိုနေပါတယ်။အတွေးခေါ်ပြောင်းလဲလာတာကြောင့်ရခိုင်တပ်မတော်အစားအရခတက်တော်လို့အမည်ပေးရခြင်းဖြစ်ပါတယ်။အေအေဟာရခိုင်လူမျိုးတွေအတွက်တောင်မှကပဲရခိုင်ပြည်နယ်အတွင်းကပြည်သူတွေအားလုံးကိုကူစားပြုပြီး တိုက်ပွဲဝင်နေတာလို့ဆိုပါတယ်အပေါ်မှာပြောခဲ့တဲ့အတိုင်း AA ကိုလက်နက်ကင်ဖွဲ့စည်းဖြစ်စတင်တည်ထောင်ခဲ့ပေမဲ့နောက်ပိုင်းမှာရခိုင်ပြည်နယ်ကပြည်သူတွေရဲ့နိုင်ငံရေးလမ်းညွှန်မှုနဲ့ကိုစားပြုမှုအတွက်ရခိုင်အမျိုးသားဖွဲ့ချုပ် ULA နိုင်ငံရေးပါတီတစ်ခုကိုတည်ထောင်ခဲ့ပြီး2019ခုနှစ်မှာ ULA ကရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ APA အုပ်ချုပ်ရေးအဖွဲ့အစည်းကိုတည်ထောင်ခဲ့ပါတယ်။နောက်ပိုင်းမှာ ရခိုင်ပြည်သူ့တော်လှန်ရေးအစိုးရ APRG ဆိုပြီးပြောင်းလဲခဲ့ပါတယ်။ဒီဖွဲ့စည်းဟာလက်ရှိမှာရခိုင်ပြည်နယ်ကမြို့နယ်၁၈ခုထဲက၁၅ခုကိုအုပ်ချုပ်နေပါတယ်။ဒီအုပ်ချုပ်ရေးအဖွဲ့စည်းကတရားစီရင်ဆိုင်ရာလုပ်ငန်းဆောင်တာတွေကို ဆောင်ရွက်နေပါတယ်။ဒီဖွဲ့ဟာလူမှုအတိုင်းအဝိုင်းမှာအရေးပါတဲ့ခန်းကဏ္ဍကပါဝင်နေပါတယ်။လူမျိုးစုလက်နက်ကိုင်ဖွဲ့စည်းတစ်ခုဖြစ်တဲ့ရခိုင်တပ်တော် AA ရက်တီနိုင်ဖို့ဗန္ဓာရေးအရေးမြင့်အမျိုးမျိုးကိုအားကိုးရပါတယ်။ အခွန်ကောက်ခံခြင်းအကောက်ခွန်နဲ့တရားမဝင်စည်းဝါးရေးတွေပါဝင်ပါတယ်။ရခိုင်ပြည်နယ်ဟာမြန်မာနိုင်ငံရဲ့အစင်းရဲဆုံးဒေသတစ်ခုဖြစ်ပြီးအိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်ကုန်တွယ်မှုကနေရရှိတဲ့ဝင်ငွေကမများပါဘူး။ဒါပြင်ပြည်နယ်ရင်းမှာအရေးပါတဲ့တဘာဝအရေးမြစ်တွေလည်းမရှိပါဘူး။အေအေဟာငွေရေးဆေးဝါးကုန်တွယ်မှုမှာပါဝင်ပတ်သက်တယ်လို့စွပ်စွဲခံထားရပေမဲ့မပါဝင်ကြောင်းညှင်းဆိုထားပါတယ်။ဒါပေမဲ့ data တွင်မူရစ်ဈေးဝါစီစဉ်မှုကဆက်လက်ဖြစ်ပေါ်နေပါတယ်။အဓိကဝင်ငွေကတော့ အခွန်ကောက်ခံခြင်းကရရှိတယ်လို့ဆိုပါတယ်။အစောပိုင်းကာလာရီမှာ EE ဟာကချင်ကြောက်စိမ်းတွင်းတွေမှာလောက်ကိုင်းနေတဲ့ရခိုင်မျိုးသားတွေကိုစတင်စုဆောင်ခဲ့ပါတယ်။စုဆောင်ခံရသူတွေဟာ KIA မှာလက်ကျင်ရေးဆင်းရပါတယ်။အချိန်ကြာလာတာနဲ့လူတက်စုဆောင်မှုလုပ်ငန်းစဉ်ကိုတိုးမြင့်ခဲ့တာကြောင့် EE ဟာအာရမစစ်တားစုဆောင်မှုလုပ်နေတယ်လို့ဆွဆွဲခံထားရပါတယ်။လူတက်စုဆောင်ရမှာရိုဟင်ဂျာတွေကိုအတိအကျပြစ်မှတ်ထားစုဆောင်တယ်လို့ဆွဆွဲခံထားရပါတယ်။ 2025ခုနှစ်မတ်လမှာရခိုင်ပြည်နယ်အတွင်းကအသက်15နှစ်ထက်နေထိုင်သူအလုံးစစ်မှုထမ်းရမယ်လို့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ဒီကောလာဟာလသတင်း policy အတိအရဆိုအသက်18နှစ်ကနေ45နှစ်ကြားအမျိုးသားတွေနဲ့အသက်18နှစ်ကနေ35နှစ်ကြားအမျိုးသမီးတွေဟာစစ်တင်နန်းနလားတက်ပြီးနှစ်နှစ်တာတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။အေဟာမြောက်ပိုင်းမဟာမိတ်ဖွဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC ညီနောင်မဟာမိတ်၃ဘွဲ့စတဲ့အရေးပါတဲ့မဟာမိတ်၃ခုမှာပါဝင်ပါတယ်။ရခိုင်တပ်တော် AA ၊ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊မြန်မာမျိုးတော်ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ၊တအောင်းမျိုးတော်လွတ်မြောက်ရေးတပ်မတော် TNLA တို့နဲ့ဖွဲ့စည်းထားတဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့ကစစ်ရေးညွှန်ပေါင်းအဖွဲ့ဖြစ်ပါတယ်။ FBNCC ဟာအစိုးရနဲ့ညှိနှိုင်းမှုဖွဲ့စည်းထားတဲ့မဟာမိတ်အဖွဲ့ဖြစ်ပါတယ်။ AA, KIA, MNDAA, TNLA, အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် NDAA ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တမတော် SSPP SSA ဝါတွေးစည်းညီညွတ်ရေးတမတော် UWSA တို့ပါဝင်ပါတယ်။ညီနောင်မဟာမိတ်တုံးပွဲက AA MNDAA TNLA တို့နဲ့ဖွဲ့စည်းထားတဲ့စစ်ရေးမဟာမိတ်အဖွဲ့ဖြစ်ပါတယ်။ AA ဟာတရုတ်အိန္ဒိယဘင်္ဂလားဒေ့ရှ်စတဲ့နိုင်ငံတကာနဲ့လည်းဆက်ဆံရေးရှိပါတယ်။ရခိုင်ပြည်နယ်မှာဂျီနန်နဲ့တဘာဝတန်းွေပိုက်လိုင်းလိုတရုတ်စွမ်းအင်အခြေခံအဆောက်အအုံတွေရှိပါတယ်။အိန္ဒိယကတရုတ်ပါဝင်ပတ်သက်မှုကိုစိုးရိမ်တာကြောင့် 2024ခုနှစ်မှာအေအေကိုစလဲတွေနဲ့တွေ့ဆုံခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နဲ့ဆက်ဆံရေးကတော့ရိုဟင်ဂျာအရေးခင်းတဲ့နေဆက်ဒေတာအကြမ်းဖက်မှုတွေကြောင့်တင်းမာနေပါတယ်။အရခတ်တက်တော်အေအေမှာတိုက်ခတ်ရေးတပ်ဖွဲ့ဝင်တုံးတောင်းကျော်ရှိတယ်လို့ဆိုပါတယ်။ခံမှန်းချက်တွေအရ2000နဲ့3000ကျားရှိနိုင်ပါတယ်။ဒီတပ်ဖွဲ့ဝင်တွေကိုအေအေရဲ့အဓိကစစ်ရေးနယ်မြေဖြစ်တဲ့ရခိုင်ပြည်နယ်မှာအဓိကဖြန့်ကျက်ထားပါတယ်။အရခတ်တက်တော်အေအေမှာ ရိုင်ဖယ်တနက်ဆက်တနက်စနိုက်ပါရိုင်ဖယ် AT AA လက်နက်လိုလက်နက်ငယ်အခြားရောလက်နက်အမျိုးမျိုးပြင်မော်တာရိုင်ဖယ်တွေနဲ့ဖမ်းဆီးရရှိတဲ့အမြောက်စားရလက်နက်အင်အားတွေရှိပါတယ်။ AA ဟာအခုဆိုစောင့်ကြည့်ရေးနဲ့ပြစ်မှတ်ထားတိုက်ခတ်ခြင်းအတွက် drone တွေကိုလည်းအသုံးပြုနေပါတယ်။စစ်လက်နက်ကိရိယာတွေကိုစစ်တပ်ထံကဖမ်းဆီးရရှိခြင်းဒါမှမဟုတ်မောင်ခိုဈေးကွက်ကနေဝယ်ယူတာကနေရရှိပါတယ်။ 2015ခုနှစ်နဲ့2018ခုနှစ်ကြားမှာရခိုင်ပြည်နယ်နဲ့အိန်းနီချင်းချင်းပြည်နယ်မှာရန်ဖန်ရန်ခါတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။2019ခုနှစ်မှာဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးရဲကင်းစခန်းတွေကိုတိုက်ခိုက်ပြီးနယ်စပ်စခန်းတစ်ခုကိုတိမ်ပိုက်ခဲ့ပါတယ်။2022ခုနှစ်မှာအာနာတိုင်းစစ်တပ်ကကရင်ပြည်နယ်မှာရှိတဲ့အေအေရဲ့အခြေစိုက်စခန်းတစ်ခုကိုအပြစ်ခတ်ရက်စရေးသဘောတူညီချက်ချိုးဖောက်ပြီးလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့်အေအေအဖွဲ့ဝင်6ဦးတေဆုံးခဲ့တာကနေလက်တော့ပြန်တိုက်ခိုက်မှုလိုင်းတစ်ခုဖြစ်ပေါ်ခဲ့ပါတယ်။ 2023ခုနှစ်အောက်တိုဘာလမှာမြောက်ပိုင်းမဟာမိတ်အဖွဲ့ဟာအခြား EAO တွေတော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းပြီးတစ်တုံညာနှစ်ခုစစ်စင်ရေးကိုစတင်ခဲ့ပါတယ်။ဒီစစ်စင်ရေးစတင်ပြီးတဲ့နောက်မှာအနာဒိန်စစ်တပ်ဟာအကြမ်းဖက်နီလန်းတွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။2024ခုနှစ်မှာ EA ကအနာဒိန်စစ်တပ်ရဲ့အနောက်ပိုင်းတိုင်းစစ်ထောင်နာချုပ်ကိုတိမ့်ပိုက်ပြီးရခိုင်တောင်ပိုင်းမှာအကြီးစားထိုးစစ်ကိုဆင်နွှဲခဲ့ပါတယ်။2025ခုနှစ်အတွင်းမှာပဲ EA ဟာသူ့ရဲ့စစ်စင်ရေးတွေကို အင်းကြီးချင်းပညာဒေတာတွေထိတိုးချဲ့ခဲ့ပါတယ်။ EA ရဲ့အရေးကြီးဆုံးကိစ္စတစ်ခုကတော့ရခိုင်ပြည်နယ်လူဦးရေရဲ့35ရာခိုင်နှုန်းဖြစ်တဲ့လူနည်းစုရိုဟင်ဂျာတွေနဲ့ဆက်ဆံရေးပဲဖြစ်ပါတယ်။ EA ဟာရခိုင်ပြည်နယ်ကိုစီးလုံးစေပြီးလူမျိုးစုမခွဲခြားပဲကိုပိုင်အုပ်ချုပ်ခွင့်ရရှိဖို့စံနှုန်းရှိပေမဲ့ဒီရည်ရွယ်ချက်ကတဖြည်းဖြည်းမိမ့်မိန်တွားပုံရပါတယ်။ EA ဟာရိုဟင်ဂျာတွေပေါ်လူခွင့်ရေးချိုးဖောက်မှုတွေကျူးလွန်နေလို့ဆွဆွဲခံထားရပါတယ်။ဒီဆွဆွဲချက်တွေကို ဂျူရုပုံရိပ်တွေမျက်မြင်တက်တွေရဲ့ထပ်ဆိုချက်တွေနိုင်ငံကဖွဲ့စည်းတွေရဲ့ထုတ်ပြန်ချက်တွေလူခွင့်ရေးအဖွဲ့တွေရဲ့တွေးရှိချက်တွေကထောက်ခံထားပါတယ်။အေအေဟာရိုဟင်ဂျာတွေကိုအတင်းကျပ်နေရာပြောင်းရှိခြင်း၊ရွာတွေကိုမီးရှို့ခြင်း၊အမုန်းစကားပြောခြင်းနဲ့တပ်ဖြတ်ခြင်းတွေပြုလုပ်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်တွေပဲဖြစ်ပါတယ်။ဒီဆွဆွဲချက်တွေကိုအေအေကတော့မမှန်ကန်ဘူးလို့ညင်းဆိုထားပါတယ်။အေအေဟာရိုဟင်ဂျာလက်နက်ကိုင်ဖွဲ့စည်းတွေနဲ့လည်းတိုက်ပွဲဖြစ်နေပြီးရခိုင်မြောက်ပိုင်းမှာတုံးမဲ့မြင်ပြည်ပခဖြစ်စေပါတယ်။ ဒီတိုက်ပွဲတွေကိုနိုင်ငံတကာကအာရုံစိုက်နေပါတယ်။ထူးတစ်ပြင်းဘင်္ဂလားဒေ့ရှ်ရဲ့အာရုံစိုက်မှုကိုခံခဲ့ရပါတယ်။ဘင်္ဂလားဒေ့ရှ်ရဲ့တင်းမာမှုကိုရှော့ချဖို့ရိုဟင်ဂျာတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာရပ်တန့်ဖို့အီအီကိုဖိအားပေးခဲ့ပါတယ်။အာရခတက်တော်အီအီရဲ့2024-2025ခုနှစ်အတွင်းကအောင်မြင်မှုတွေကိုကြည့်ရင်ရခိုင်ပြည်နယ်တစ်ခုလုံးကိုအမှန်တကယ်အုပ်ချုပ်တဲ့ဖွဲ့စည်းတစ်ခုဖြစ်ကိုတွားနေပါတယ်။ဒီအတွင်ကူးပြောင်းမှုကဘလောက်ကြာရှည်မယ်ဆိုတာတော့မတိသေးပါဘူး။ ဘာနာရေးဆိုင်ရာပြဿနာတွေလူခွင့်ရေးချိုးဖောက်တယ်လို့ဆွဆွဲခံရတာစစ်ရေးတိုက်ပွဲတွေကအေးအေးရဲ့တရားဝင်မှုကိုထိခိုက်စေနိုင်ပါတယ်အထူးသဖြင့်တည်ငြိမ်အေးချမ်းမှုလူခွင့်ရေးကိုလေးစားလိုက်နာမှုနဲ့အားလုံးပါဝင်နိုင်မှုပြဿနာတွေကနိုင်ငံတကာအတိမတ်ပြုမှုကိုအဟန့်အတားဖြစ်စေနိုင်ပါတယ်ဒါပေမဲ့အေးအေးရဲ့စစ်ရေးအောင်မြင်မှုတွေနဲ့အုတ်ချုံနိုင်စွမ်းကိုကြည့်မယ်ဆိုရင်အရခတ်တတော်အေးအေးဟာအနာတိန်ပြီးနောက်ပိုင်းမှာမြမအနာကက်ရဲ့ရေးပါတဲ့ခန်းကဏ္ဍကနေပါဝင်နေတာ ယာနုံးပြည်ပဲဖြစ်ပါတယ်။ဒီဆောင်မမှာပြောပြထားတယ်လို့အရခတ်တက်တော် AA ဟာ2009ခုနှစ်စတင်တည်ထောင်ချိန်က တင်းငယ်တဲ့တပုံဖွဲ့စည်းဖြစ်ခဲ့ပေမဲ့အခုဆိုမြမအင်အားကြီးနိုင်ငံရင်းနဲ့စစ်ရေးပါဝင်သူဖြစ်လာခဲ့ပါတယ်။ရခိုင်ပြည်နယ်မှာအုတ်ချုပ်ရေးဆိုင်ရာအဖွဲ့အစည်းတွေတည်ထောင်ပြီးဒေတာတစ်ခုလုံးနှီးပါးကိုစစ်ရေးအရထိန်းချုပ်ထားပါတယ်။ဒါပေမဲ့သူ့ရဲ့အာဏာဟာနောက်ပြန်ဆုပ်ယုပ်မှုစိန်ခေါ်မှုခံနေရပါတယ်။စိန်ခေါ်မှုတွေထဲမှာဗန္ဒာရေးကအဓိကပြဿနာတစ်ခုဖြစ်ပြီး ကိုပိုင်အုပ်ချုပ်ခွင့်အဆင့်ကိုရရှိဖို့လက်ရှိဝင်ငွေကလိုအပ်တဲ့ပမာဏထက်များစွာနှေးပါနေပါတယ်။ဒါ့အပြင်ရိုဟင်ဂျာတွေပေါ်လူခွင့်ရေးချိုးဖောက်မှုနဲ့ဆွဆွဲခံရတာကနိုင်ငံကအတိမတ်ပြမှုကိုချိန်ချောက်နေပြီးအိန္ဒိယနိုင်ငံတွေအထူးသဖြင့်ဘင်္ဂလားဒေ့ရှ်နဲ့ဆက်ဆံရေးတင်းမာမှုပိုပြင်းထန်စေပါတယ်။နောက်တစ်ချက်ကတော့အကြမ်းဖက်ဖွဲ့စည်းလို့အနာဒိန်းစစ်တပ်ကတစိမ့်ကတ်တာကလည်းအရခတ်တက်တော်ရဲ့ပြင်ပဆက်ဆံရေးကိုထိခိုက်နိုင်ပါတယ်။ဒါကြောင့်အရခတ်တက်တော် AA ရဲ့အနာဂတ်အောင်မြင်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကနိုင်ငံကလူ့ခွင့်ရေးစံနှုန်းနဲ့အညီလိုက်လောညှိထွေပြောင်းလဲနိုင်မှုပေါ်မူတည်ပါတယ်။ဒီလိုပြဿနာတွေရှိပေမဲ့အာရခတက်တော် AA ဟာလာမယ့်နှစ်တွေမှာမြန်မာနိုင်ငံရဲ့အထူးကကစားသမားအနေနဲ့ဆက်လက်တည်ရှိနေအောင်မှာဖြစ်ပါတယ်။ကျွန်တော်တို့တင်ပြနေတဲ့အကြောင်းအရာတွေဟာနိုင်ငံတကာမှာကြွမ်းကျင်သူတွေကမြန်မာနိုင်ငံနဲ့ပတ်သက်လို့တုံ့တက်ထားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။